။တမားနေဝန်ကြီးချုပ်တွေဟာအခုနှစ်2025ခုနှစ်ပြည်မှာတိုင်းပြည်ကနေထွက်ပြေးတင်းရှောင်တာတော်တော်လေးကိုများနေပါတယ်။ဥမာပြောရရင်နီပေါ်ဝန်ကြီးချုပ်ဆိုကြေးဖို့စူးစမ်းတဲ့ဒါပေမဲ့လေစိတ်မှာဖန်ခံရတဲ့ဘူလာလေးဝန်ကြီးချုပ်ရှိဟာစီနာဆိုလဲတိုင်းပြည်ကထွက်ပြေးတယ်။စီရီးယားတမနာအာဆက်ဆိုရင်လေတိုင်းပြည်ကဖျက်ပြေးတယ်အဲ့ဒီလိုတွေဖြစ်ခဲ့ပါတယ်အခု မာရာဂတ်စကာတမရကလည်းတိုင်းပြည်ကနေထွက်ပြေးတင်းရှောင်သွားပြီလို့သိရပါတယ်။မာရာဂတ်စကာနိုင်ငံတမရအန်ဒရီရာဂျိုလီနာဟာပြည်ကလေးလနှောင်းပိုင်းကစားခဲ့တဲ့တနိုင်ငံလုံးအနှံ့ဆန္ဒပြမှုဖြစ်ပွားနေတဲ့ကြားကပဲမာရာဂတ်စကာနိုင်ငံကနေထွက်ပြေးတင်းရှောင်သွားပါတယ်။ရာဂျိုလီနာဟာတနင်္ဂနွေနေ့ကနိုင်ငံပြင်ပကိုလေရင်နဲ့ထွက်ခွာသွားတယ်ဆိုတဲ့သတင်းနဲ့ကောလာဟာလာတွေထွက်ပြီးနောက် သူဘေးကနေရရောက်ရှိနေပြီဖြစ်ကြောင်းတနင်္လာနေ့က Facebook ကနေတစဉ်တိုက်ရိုက်ထုတ်လွှင့်ပြောခဲ့ပါလေအသက်52နှစ်ရွယ်ရှိသမရဟာသူ့ရဲ့ဒီနေရာကိုတော့ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူးရာဂျိုလီနာဟာတနင်္လာနေ့မင်းကွန်းမိုးလွယ်ပိုင်းမှာရုပ်မြင်သံကြားကမင်းကွန်းပြောဖို့စီစဉ်ထားပေမဲ့လက်လက်ကအဖွဲ့ကနိုင်ငံပိုင်မီဒီယာကိုထိန်းချုပ်ဖို့ချိန်ချောက်ခဲ့တဲ့အတွက်အဲ့ဒီမင်းကွန်းပြောကြားမှုကိုယူဆိုင်ခဲ့ကြောင်းဆိုပါတယ်ကုလသမဂ္ဂပြောကြားချက်အရဆန္ဒပြသူတွေနဲ့လုံခြုံရေးအဖွဲ့တွေကြားပြည်ပကတွေထဲမှာအနည်းဆုံးလူ20ကျော်သေဆုံးခဲ့တဲ့အခြေအနေပေါ် ပြင်သစ်ကစိုးရင်ကြောင်းထုတ်ဖော်ပြောပါတယ်အီဂျစ်ထိပ်သီးစီးပွားမှာဒီလိုပြောခဲ့ပါတယ်ရာဂျိုလီနာကိုပြင်သစ်ကိုကဲထုတ်ပေးခဲ့ခြင်းရှိမရှိကိုတော့မှတ်ချက်ပေးဖို့ညင်းပါတယ်ရာဂျိုလီနာဟာခုခံနိုင်ငံတနိုင်ငံမှာရောက်နေပုံရပါတယ်မာရကတ်ဆာဟာအရင်ကပြင်သစ်ရဲ့ကိုလိုနီနိုင်ငံဖြစ်တဲ့အတွက်ရာဂျိုလီနာဟာပြင်သစ်ကိုရောက်နေပုံရပါတယ် စစ်ဘက်တရင်းကြီးမြစ်တွေကတော့ရာဂျိုလီနာဟာဟဲ့ရင်နဲ့စိတ်မာရီလေးစိတ်ကိုရောက်ရှိပြီးတနင်္ဂနွေနေ့ကပြင်သစ်စစ်တပ်ရဲ့ကာဆာလေရင်နဲ့မာရာဂတ်စကာကနေထောက်ခွာသွားကြောင်းရိုက်တာတရင်းအေဂျင်စီကဖော်ပြပါလိမ့်။မာရာဂတ်စကာကျွန်းနိုင်ငံလေးဆိုတာဟာကမ္ဘာမှာအင်မတန်မှလူသိနေတဲ့နိုင်ငံဖြစ်ပါလေ။ဒါပေမဲ့မာရာဂတ်စကာကျွန်းကတော့ကမ္ဘာကျော်ကျွန်းတစ်ခုဖြစ်ပါလေ။ အာဖရိကတိုင်းရှေ့တောင်ဘက်ကနေရှိကျွန်းနိုင်ငံဖြစ်တဲ့မာဒဂတ်စကာမှာဆန္ဒပြမှုတွေပြင်းထန်ဖြစ်ပွားခဲ့ပြီးဆန္ဒပြမှုကိုလည်းစစ်တပ်ကပုံမထောက်ခံလာတဲ့အတွက်အင်အားသုံးအာဏာသိမ်းမှုတစ်ခု ဖြစ်ပေါ်ခဲ့တယ်လို့ဆိုပါတယ်ဒါပေမဲ့တင်းပြေဆုံးထုတ်ပြန်ချက်တော့မရှိပါဘူး အဲ့2009ခုနှစ်ကလက်ရှိနိုင်ငံကနေထွက်ပြေးခဲ့တဲ့တမရအန်ဒရီရာဂျိုလီနာအာဏာရခဲ့တာဖြစ်ပါတယ်။သူအာဏာရအောင်ကူညီပေးခဲ့တဲ့စစ်တပ်ရဲ့အုပ်ချုပ်ရေးနဲ့ဤပညာရရှိနေဖွဲ့ထားတဲ့အထူးတပ်ဖွဲ့ကပဲတမရရဲ့အမိန့်တွေမနာခံမှုနဲ့ဆန္ဒပြသူတွေကိုထောက်ခံဖို့တခြားစစ်သည်တွေကိုတိုက်တွန်းပါတယ်။ဂျီနေတဲ့စစ်တပ်ပြတ်တောက်မှုကြောင့်အောက်ခြေလူလူကြားမှာမကျေနပ်ချက်တွေဖြစ်ပေါ်ခဲ့ပြီးစက်တင်ဘာ25ကစပြီးဆန္ဒပြဖော်တွေဖြစ်ခဲ့ပါတယ်။ အခုဆန္ဒပြပွဲတွေဟာရာဂျိုလီနာ2023မှာပြန်ရွေးခံပြီးနောက်သူ့အဆိုရအတွက်အကြီးမားဆုံးစိန်ခေါ်မှုပါရာဂျိုလီနာကိုပလင်ပေါ်တင်ခဲ့တဲ့အဲ့ဒီစစ်တပ်အရာရှိတွေကပဲသူတို့ရဲ့နိုင်ငံအုပ်ချုပ်ရေးနဲ့လုံခြုံရေးကိစ္စတွေဥဆောင်ကုတ်ကဲနေပြီဖြစ်ကြောင်းသတင်းတွေအများသိရပါတယ်။လက်ရှိမှာတော့စစ်တပ်ကတို့ကြီးကဲဟောင်းဗိုလ်ချုပ်ဒီမိုစတင်ပီဂူလစ်ကိုစစ်တပ်ကြီးကဲဖြစ်အရာကြီးခန့်အပ်ထားတယ်လို့လည်းသတင်းတွေအများသိရပါတယ်။ ဆန္ဒပြမှုကိုရဲတပ်ဖွဲ့နဲ့တူကိုင်းတဲ့ဖြည့်ရှင်းခဲ့တဲ့စစ်ဘက်ဆိုင်ရာစစ်ရဲတပ်ဖွဲ့ကလည်းအစိုးရနဲ့ရဲအမိန့်ကိုမနာခံတော့ဘူးလို့သိရပါတယ်။စစ်ရဲတပ်ဖွဲ့ဟာပြည်သူတွေကိုကောက်ကွယ်ဖို့ရည်ရွယ်ထားတဲ့အဖွဲ့အစည်းဖြစ်ပြီးလူပုဂ္ဂိုလ်ချို့အကျိုးစီးပွားကိုကောက်ကွယ်မှာမဟုတ်တဲ့အတွက်ကျွန်တော်တို့ရဲ့လူမှုပေါ်အင်အားသုံးတာနဲ့မလျော်မကန်ပြုမှုတွေကိုတမ်းမြစ်ပါမယ်လို့စစ်ရဲတပ်ဖွဲ့ရဲ့ဦးဆောင်သူကပြောပါတယ်။ဒါအပြင်လက်ရှိရာဂျိုလီနာကိုပဲနန်းတင်ခဲ့မှုတဲ့ CABSAT ဌာနချုပ်နဲ့ညှိနှိုင်းဆောင်ရွက်နေတယ်လို့ဆိုပါတယ်။ ရာဂျိုလီနာကတော့တိုင်းပြည်ကနေခွာပြေးသွားပြီဖြစ်ပါတယ်။မာဒါဂတ်စကာမှာလည်းအာနာသိမ်းမှုဖြစ်သွားခဲ့တယ်လို့သိရပါတယ်။ဆန္ဒပြသူတွေကသမ္မတရာဂျိုလီနာယာရူကနေနှုတ်ထွက်ဖို့ဆန္ဒပြမှုတွေပေါ်အကြမ်းဖက်မှုအတွက်တောင်းပန်ဖို့အထက်လွှတ်တော်နဲ့ရွေးကောက်ပွဲကော်မရှင်ကိုဖျက်သိမ်းဖို့တောင်းဆိုနေကြပါတယ်။မာဒါဂတ်စကာဝန်ကြီးတွေကတော့ဘယ်လိုရောက်လို့ရောက်နိုင်မှာမသိရပါဘူး။နောက်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ အချိန်ကြာမြင့်စွာနာကျင်ခဲ့ရတဲ့အိမ်မဆိုးကြီးဟာနောက်ဆုံးမှပြီးဆုံးခဲ့ပြီဆိုပြီးတော့အစ္စရေးလွတ်တော်မှာသမတ်ထရန့်ကပိန်ကိုပြောပါတယ်။ဟာမတ်စ်လက်ကနေအသက်ရှင်လျက်အစ္စရေးတစားကအားလုံးကိုပြန်လွှတ်ပေးခဲ့တဲ့ဒီကနေ့မှာအမေရိကန်သမတ်ထရန့်ဟာအစ္စရေးကိုရောက်ရှိသွားပြီးအစ္စရေးလွတ်တော်မှာမိန်ကိုပြောပါမှာအချိန်ကြာမြင့်စွာနာကျင်ခဲ့ရတဲ့အိမ်မဆိုးကြီးပြီးပါပြီလို့ဆိုပါတယ်။သမတ်ထရန့်ဟာအစ္စရေးနဲ့ဟာမတ်စ်ကြားပစ်ခတ်ရဲစရေးအတွက်ဂျာဝင်ဆောင်ရွက်ပေးခဲ့ပြီးနောက်အစ္စရေးနိုင်ငံကနိုင်ပိုင်းရောက်ရှိသွားခဲ့တာဖြစ်ပြီးခုတော့အီဂျစ်ကိုထပ်ထွက်သွားပါတယ်။ အစ္စရဲလတို့အတွက်2008ခုနှစ်နောက်ပိုင်းပထမဆုံးကျအမေရိကန်သမ္မတတူရဲ့မိန့်ခွန်းဖြစ်ပြီးသမ္မတထရမ့်ကအရှေ့လယ်ပိုင်းမှာ အရာရာဟာစတင်ပြောင်းလဲပြီးပုံမှန်ကောင်းမှုမဲ့အချိန်ကိုကိုးစားပြုနေပြီဆိုပါတယ်။အစ္စရေးလက်ထက်မှာအမတ်တွေကခန့်ခန့်ခန့်လို့ကြိုးကြော်ခဲ့ပြီးသမားခန့်ကလည်းအရှေ့အလယ်ပိုင်းရဲ့သမိုင်းဝင်အာယုံဦးတစ်ကိုတွေ့နေရပြီဖြစ်ကြောင်းပြောပါတယ်။ခရမင်ကပြောတဲ့အတိုက်ခံပါလီမန်မန်တူကပါလက်စတိုင်းကိုအတိမတ်ပြုပါလို့ရေးတဲ့ဆော်ရွက်ကိုကမ်းမြောင်းလိုက်တဲ့အတွက်ခဏတာရပ်တန့်သွားခဲ့ပြီးအဲ့ဒီအမတ်ကိုအခန်းပြုံကိုဆွဲထုတ်သွားပါတယ်။အစ္စရေးဝန်ကြီးချုပ်ကထရန့်ကိုချီးကျူးကုန်ပြီးထရန့်ဟာအင်ဂျီနော်မှာအစ္စရေးအတွက်အကောင်းဆုံးမိတ်ဆွေပါလို့ပြောပါတယ်။ ။အစ္စရေလကဟာမတ်တို့ဟာထရန်အချက်20ပါငင်းကြေးအစီအစဉ်ပထမဆင့်သဘောတူခဲ့ပြီးနောက်ဂါဇာမှာပြည်ခရဲ့ဆေးရည်ကိုတောက်ကြနေမနက်ပိုင်းမှာစတဲ့အသက်ဝင်စီပါလေ။လက်ရှိမှာအစ္စရေလရဲ့အသက်ရှင်တန်လျက်ရှိတဲ့ဒဇာကန်အယောက်20လည်းပြောင်းလဲပြီဖြစ်ပါလေ။နောက်ဆက်တဲ့အဆင့်တွေကိုဆက်လက်ညှိနှိုင်းဖို့ရှိပါလေ။ထပ်ပြစ်ခရရစေးခိုင်မြဲမှဖြစ်ပြီးသူကိုယ်တိုင်ဦးဆောင်တဲ့ငင်းကြေးပုတ်ဖွဲ့ကိုလည်းမြေအုပ်ချုပ်ရေးအတွက်အလင်းမြန်ဖွဲ့စည်းသွားမယ်ဆိုပါလေ။ နေတန်ယာဟုကလည်းလွတ်တော်မှာဒီငင်းချင်းကိုကျွန်တော်ဂရီးပြုတယ်လို့ဆိုပါတယ်ခံကအစ္စရေလလွတ်တော်မှာငုံပြောခဲ့တယ်လို့တစ်ဖက်မှာလည်းဟာမတ်စ်ကဒဇာကန်20အကုန်ပြတ်လွတ်ပေးခဲ့တယ်လို့အစ္စရေလဘက်ကလည်းပါလက်စတိုင်းကျင်းသား2000လီပါပြတ်လွတ်ပေးခဲ့တယ်လို့သိရပါတယ်နောက်တွင်ပုံပြောချင်ပါတယ်ယူကရိန်းကိုသာအမေရိကန်ကတိုမဟော့တွေထောက်ပံ့ရဲ့အကျိုးဆက်ကကောင်းမှာမဟုတ်လို့ရုရှားကတတိပေးပါတယ်။ယူကရိန်းကိုတိုမဟော့တို့နဲ့အမှန်တကယ်ထောက်ပံ့မှုအမေရိကန်သမ္မတထရန့်ကဆုံးဖြတ်ခဲ့ရင် အဲ့ဒီအကျိုးဆက်တွေဟာကောင်းမှာမဟုတ်ဘူးလို့ရုရှားဘက်ကပြောပါတယ်။ရုရှားသမ္မတဟောင်းလည်းပြရုရှားလုံးကျောင်းကောင်စီရဲ့ဒုတိယကြီးကတောင်းယူလာတဲ့ဒီမီထရီမက်ပီတက်ကအမေရိကန်သားတမဟော့တွေယူကရိန်းစီလက်လွတ်စပယ်ပေးမယ်ဆိုရင်အားလုံးအတွက်သူတို့ပြည်ထရန်အတွက်ဆိုးရွားတဲ့အကျိုးဆက်ပဲဖြစ်နိုင်မယ်လို့ဆိုပါတယ်။ရုရှားသမ္မတပူတင်ရဲ့နီကဆွန်လက်ယုံလက်ဖြစ်တဲ့မက်ပီတက်ဟာအရင်ကလည်းထရန်ကိုလူမှုကွန်ရက်ပေါ်မှာမကြာခဏလောင်ပြောင်းခဲ့ပါတယ်။ ထရန့်ကရုရှားသာယူကရိန်းစစ်ပွဲရပ်တန့်မှုဆန္ဒမရှိရင်သူ့အနေနဲ့ယူကရိန်းစီတာဝယ်ပစ်တွမဟောက်တွေထောက်ပံ့တာမျိုးအလေးနက်စဉ်းစားရမယ်လို့တတိပေးခဲ့ပြီးတော့မက်ဘီတက်ကအခုလိုတုံ့ပြန်လာတာပါဒီတော့ကြီးတွေကကီလိုမီတာ2500မိုင်ပေါင်း1550ကျော်အထိပြန်တန်းနိုင်ပြီးရုရှားမြို့တော်မော်စကိုထိယူကရိန်းကလက်လန်းမိအောင်တိုက်ခိုက်နိုင်မယ်သဘောပါ မပီရကတော့မဟုတ်ပြီပြည့်လိုက်ပြီဆိုတာနဲ့တက်စင်ထားတဲ့ထိပ်ဘူးဟာသမီးဥကြမျိုးစားလားနျူကလ িয়ার လက်နက်လားဆိုတာခွဲခြားနိုင်ပုံမဖြစ်နိုင်တော့ကြောင်းထောက်ပြထားပါတယ်။အဲဒီတော့ယူကရိန်းသာတော့မဟုတ်တွေစပစ်မယ်ဆိုရင်ရုရှားအနေနဲ့ဘလို့စဉ်းစားပြီးတုံ့ပြန်သင်တယ်လဲလို့သူကမေးခွန်းထောက်ပါတယ်။ထားဟာရင်ကလည်းရုရှားနိုင်ငံကနျူကလ িয়ার ရင်ကုန်သင်္ဘောတွေစေလွတ်မယ်လို့ချိန်ချောက်ခဲ့ဘူးကြောင်းခုတစ်ချိန်မှာလည်းအဲဒီလိုတကယ်မဟုတ်တဲ့ချိန်ချောက်မှုတသက်ဖြစ်ဖို့မျှော်လင့်ကြောင်းအဲ့ဒီစာတမဟောတဲ့ယူကရိန်းစီတကယ်ပို့ရင်အားလုံးအတွက်အထူးသဖြင့်သမ္မတ်ထရန့်အတွက်အကျိုးဆက်ကမကောင်းဘူးလို့မယ်ပြတဲ့ကဆိုပါတယ် ထွန်းကတော့တူမာဟော့တွေရဲ့စွမ်းဆောင်ရည်ကိုချီးကျူးထားပြီးရုရှားအနေနဲ့အဲဒီဆလန်နဲ့သူတို့စီပြန်တမ်းလာမှာကိုလိုလားမှာမဟုတ်ဘူးလို့သတိပေးထားပါတယ်။လက်လောမှာတော့ယူကရိန်းသမ္မတဆလန်စကီကတူမာဟော့တွေပါဝင်တာဝေးပြစ်ဆလန်နဲ့အမေရိကန်စီကအကူအညီရနိုင်ရည်အတွက်ထွန်းနဲ့တွဲဆောင်ဆွေးနွေးဖို့အစီအစဉ်ထားတယ်လို့သိရပါတယ်။နောက်တင်ပုတ်ပြောချင်ပါတယ်။အယုတ်ကြောင့်ဒီဘက်ဒေတာတစ်ခုလုံးအခုလိုမျိုးရာသီဥတုကပ်ပြီးဆိုင်နေတာလို့စတော့ဟုံးအစီရင်ခံစာကသတိပေးလိုက်ပါတယ်။ တရားရဲ့ချင်ခံစောင့်ဝင်နေခြင်းချင်းပြန်ချဲ့ထွင်ခြင်းစစ်ပုံစံတွင်ခြင်းသဘောတရားစာနာထုတ်ခြင်းတွေဟာတိဘက်ကွန်မြူနီကိုစိုးရွားတဲ့အခြေအနေစီတွန်းပို့သွားပါတယ်။ကမ္ဘာခေါမှုလို့မကြခဏတင်စားတဲ့တိဘက်ဟာကမ္ဘာလုံးဆိုင်ရာကြေရိုက်မှုနဲ့တူသဘောပေါက်ဝင်ရွေးရင်းခြင်းနဲ့ရင်ဆိုင်နေရပါတယ်။တိဘက်ရဲ့ပုံမလာမှုကအင်ဒိုပစိဖိတ်ခွင်ရေးစားစားနဲ့စွန့်ဖူလုံရေးပေါ်ရိုက်ခတ်နေလို့ရာသီဥတုဆွေးနွေးပွဲတွေမှာတိဘက်ရဲ့ခံကဏ္ဍကအရေးကြီးကြောင်းသိရပါတယ်။တိဘက်ဟာကမ္ဘာပြောင်းပြောင်းနှုံးထွက်နှဆကျော်ပုံမလာပြီးရေကင်းမှုတွေနဲ့ ်ထာဝရအေးခဲ့တဲ့ရေကဲတွေအေးပြုံနေကြောင်းသူတေသနာစီရင်ခံစာကမှတ်ချက်ချထားပါတယ်။အာရှရဲ့အဓိကမြေကြောင်းစနစ်ကိုထိမိထိမြကင်းပြည်နဲ့ယုံယွင်းလာပြီးမြညာပန်းနဲ့လူပေါင်း1ဘီလီယံတော့အန္တရာယ်ရှိနေပါတယ်။အဝေးပြေးလမ်းမကြီးတွေရထားလမ်းတွေလေဆိပ်တွေနဲ့ရေအားလျှပ်ဆက်ဆက်တွေနဲ့ပုံဖောင်းနေတဲ့တရုတ်ရဲ့နိုင်ငံတော်အပေကန်နဲ့ဖွံ့ဖြိုးမှုပုံစံနဲ့ဂေဟားစနစ်ဟန်ချက်ထက်ဦးစားပေးခြင်းကစောင့်ဝင်ရှင်ဟုံမြဲအကောင့်ထဲပေါ်ခြင်းစစ်ပုံစံတွင်ခြင်းကိုစတော့ဟုံးစင်ခံစားကအပြစ်တင်ထားပါတယ်။ဒါပြင်တရုတ်ရဲ့ပွင့်လင်းမြင့်တာမှုမရှိခြင်း လွတ်လပ်တဲ့သဘောပေါက်ဝင်တဲ့တွေ့ရတနာပေါ်ဖိနှိပ်မှုတွေကိုလည်းဝေဖန်ပါတယ်။မြေပြင်သက်သေတွေကအခုစဉ်ခန်းစားပါသတိပေးချက်ကိုထောက်ခံပါတယ်။2025ဇူလိုင်လမှာတိဘက်မှာရှိတဲ့မြန်မာပုဂ္ဂိုလ်အမျိုးပေါ်မီတော့ရေအားလျက်စစ်ဆေးရုံကိုတရုတ်ကစတင်တိဆောက်ပါတယ်။စွန့်ရဲများပြားထုတ်လုပ်မဲ့အမေရိကန်ဒေါ်လာဘီလီယံ190စီမံကိန်းမှာမြောက်ပိုင်းထိခိုက်မှုအနည်းဆုံးဖြစ်မယ်လို့အာနာပိုင်တွေကဆိုပေမဲ့မြေရဲ့ဂေဟတ်စနဲ့ရေစင်းစင်းမှုနဲ့ဒေသစီးပွားမျိုးကွဲရှင်သန်မှုတွေနှောက်ယှက်ဖြစ်စေခဲ့ပါတယ်။ ပညာရှင်တွေကလူတရား20ကျော်သေပြီးရေရင်းမြစ်များပြပျက်စီးခဲ့တဲ့2025ဇန်နဝါရီတိဘက်ငလင်ကိုကိုးကားပြီးငလင်ဘီအန်နေကိုတတိပြထားကြောင်းသိရပါတယ်။နောက်ဆုံးသတင်းပုတ်ပြောချင်ပါတယ်။ဒီကောင်မလေးကတော့အသက်14နှစ်သာရှိပေမဲ့ ChatGPT သုံးပြီးကုမ္ပဏီထောင်နိုင်တဲ့အတွက်ကြောင့်တကမာလုံးကအံ့အသင့်နေပါတယ်။ AI တကောင်းသုံးတဲ့ idea တွေကိုရွှေဖြစ်အောင်ချလို့ရပါတယ်။ AI သုံးပြီး idea တခုကနေအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းတခုကိုဒီအမျိုးသမီးလေးကထူထောင်နိုင်ခဲ့ပါတယ်။ တကယ်တော့ပြောရမယ်ဆိုရင်တော့သူ့နာမည်ကိုရှန်ယာဂီလို့ခေါ်ပါတယ်ဒီနေ့ကယ်ဖိုးနီးယားပြည်နယ်ဆန်ဟိုစီသူတို့ရဲ့နာကစတော့ဆိုင်မမီလောက်ပါနဲ့ဆန်ကတော်တော်ခမ်းနားပါတယ်ထဲမှာလည်းမီကိုဘန်ဆစ်စမုတ်ဒီလာတွေတက်ထားပါတယ်မီဘေးကောက်ကွယ်ဖို့ကရိယာဆောင်နေရှိပါလေမီလောက်နာဘာကြောင့်လဲလို့သူမကတွေးမိပါတယ်သူမတို့သွားတာကစမုတ်ဒီတာတွေကမီးကိုထောက်လန်းဖို့အလန့်ဝေးနေပါတယ်ဒီမှာလည်းသူမတို့မေးခွန်းပေါ်လာပါတယ်မီးလောက်မှုကိုစောတင်သိအောင်မလို့လုပ်နိုင်မလဲမီးလောက်လာစောကြိုသိနိုင်အောင်တက်ဆင်ရလွယ်ကူပြီးလူတွေကိုဘေးကင်းစေမယ်ဆိုတဲ့ပစ္စည်းတစ်ခုဖန်ပြီးဖို့အာရီယာရှိလာပါတယ် ီပစ္စည်းမထောက်ဖို့သူက ChatGPT ကိုကြံတောင်းပါတယ် AI ကလောကမဲ့ဆင်းနေချပေးပါတယ် ChatGPT ကသာကျမအတွက်တည်တဲ့ customer ဖြစ်နေမပေးရင်ဒီ company ဖြစ်လာမယ်တော့မထင်မိဘူးလို့သူမကဆိုပါတယ်သူရဲ့ပစ္စည်းနာမည်လေးကိုလည်း VIGIL VG လို့နာမည်ပေးထားပါတယ် ChatGPT စီကအကြံပေးချက်တိုင်းသူမဟာကုတ်ရင်းနှီးလေ့လာပါတယ်ကျောင်းမှာတော့စိတ်ဝင်စားမယ်မိဘကဝယ်ပစ္စည်းထုတ်ဖို့ချင်းကုတ်ရင်းရတာပြောလာပါတယ် ပိုးစင်ပြေသားသူရဲတဲ့ကောက်ကပိုကောင်းကာဆာဆိုတဲ့ AI ကောက်ရာစီကိုအကူညီတောင်းပါတယ်ဘရောင်ဇာတွေဖွင့် ChatGPT ကိုမေးလိုက်ကုန်ရလိုက်နဲ့နောက်ဆုံးမှာနေရာမှာတက်စင်နိုင်ပြီးမီလောက်နိုင်ရင်69%အထိတတိကျထောက်လန်းနိုင်တဲ့အပူတိုင်းကင်မရာကာမဲကင်မရာစနစ်တစ်ခုထုတ်နိုင်ပါတယ်မီလောက်နိုင်ရင်ရှင် Touch Alert Message နဲ့မီလောက်နိုင်တဲ့ Query ရပါသမဖန်ဒီမူဟာ2023မှာကျင်းပတဲ့တောင်မိုဖီရှာ Scientific Junior Innovator Challenge မှာပထမဆုံးရပါတယ် ဒေါ်လာ2000ကျွဲစုချင်းမြခံရပါတယ်အဲဒါမှသူမဟာ vegan in ဆိုပြီးတော့ AI agent ပါတဲ့ Migrate ကဝေးပစ္စည်း company တည်ထောင်ပါတယ်ဒီနှစ်ကောင်မှာတော့ vegan product တွေမျောင်းများထုတ်လုပ်မှာပါကိုယ်တော်မိလောက်မှုတွေမကြခဏဖြစ်တဲ့ Arizona ပြည်နယ်တခုကလည်းသူမကိုစိတ်ဝင်စားပါတယ်။နောက်ထပ်လည်းသူမထုတ်ကုန်ကိုစိတ်ဝင်စားသူတွေအများကြီးရှိလာပါတယ်။ဒီလိုဈေးကွက်အခြေအနေကောင်းနေရတာနဲ့ပြင် Google နဲ့ Amazon တို့စီကပါသူမက funding နေရတာပါလေ။ခုခေတ်မှာ idea ရှိပြီး AI စကေးတာကောင်းရင်တော့အခွင့်အလမ်းတွေဖန်ကီးလို့ရတယ်ဆိုတာ VK ကအကောင်းဆုံးသက်သေပဲဖြစ်ပါတယ်။ဂါဇာညင်ကြင်းရေးထိပ်သီးစစ်နုပတ်တပ်ဖို့အင်ရှင်အီဂျစ်ကမမိတို့ကိုမဖိတ်ဘူးလို့ရုရှားနိုင်ငံခြားရေးဝန်ကြီးစာဂေးလက်ဘရော့ကပြောပါတယ်။ဂါဇာရဲ့နာဂနပတ်သက်တဲ့ထိပ်သီးစစ်နုပတ်တပ်ဖို့အီဂျစ်နိုင်ငံကဖိတ်ကြားခြင်းမရှိခဲ့ဘူးလို့ရုရှားနိုင်ငံခြားရေးဝန်ကြီးစာဂေးလက်ဘရော့ကပြောပါတယ်။ ွန်နီဘက်တရဖို့ဖိတ်ကြားခံရတာမရှိတဲ့အတွက်ဂါဇာအနာဂတ်နဲ့ပတ်သက်လို့ပါဝင်ဆွေးနွေးခဲ့လည်းမရတော့ဘူးလို့ဆိုပါတယ်။အင်ဂျင်အီဂျစ်ဟာတခြားအာရဗ်နိုင်ငံတွေနဲ့ညှိနှိုင်းဆောင်ရတာဖြစ်ပေမဲ့အမေရိကန်နဲ့အဓိကပူးပေါင်းဆောင်ရွက်ခဲ့တာလို့ဆိုပါတယ်။တရဖို့ဖိတ်ကြားခဲ့တဲ့အထက်မှာကနေဒါ၊ဥရောပကုန်သောနေပြင်ဂျပန်တို့ပါပါတယ်။ဂါဇာပြည်နယ်တည်ဆောက်ရေးကိုဂျပန်နောက်နိုင်ငံတွေနဲ့အာရဗ်နိုင်ငံတွေကတောင်းယူမဲ့အနေအထားမြင်ရပါတယ်။တရုတ်နဲ့ရုရှားကတော့မပါပါဘူးလို့ဆာဂေးလက်ဘရော့ကပြောသွားကြောင်းရုရှားဆိုရသတင်းတွေကဖော်ပြပါတယ်။ တကယ်လို့မိမိတို့ကိုဖိတ်ခဲ့ရင်တော့မိမိတို့အနေနဲ့ဂါဇာကမ်းမြောက်နေချင်းကြီးအတွက်အစွမ်းကုန်စ조사အားထုတ်ပေးသွားမယ်ဆိုပြီးစာဂေးလက်ဘရော့ကပြောပါတယ်အခုဂါဇာကမ်းမြောက်ဒေသမှာဟာမက်စ်ဖွဲ့ဖမ်းဆီးထားတဲ့နောက်ဆုံးတစားကန်အယောက်20ဟာအစ္စရေးကိုပြန်ရောက်နေပြီလို့အစ္စရေးစစ်ဘက်ကတည်ပြပါတယ်သူတို့တွေကိုအော်တိုဘာ9ရက်နေ့2023ကတိုက်ခိုက်မှုတွင်ဟာမက်စ်တို့ကဖမ်းခဲ့ပြီး ဒီကနေ့မနက်မှာမှပြန်လှုပ်ပေးခဲ့တာပါသူတို့ဖမ်းဆီးခံရတာဟာနှစ်နှစ်ကျော်ကြာမြင့်ခဲ့ပါတယ်တေဆုံးသွားတဲ့တစားကန်28ဦးရုပ်လုံးကိုတော့ပြန်မပေးသေးပါဘူးတစားကန်လဲလဲရေးအစီအစဉ်ရအစ်ဇွေးဟာပါလက်စတိုင်းကျင်းသား250တခြားထိန်းထားသူ1900ကျော်လှုပ်ပေးခဲ့ပြီးပထမအုပ်ကလည်းအစ်ဇွေးကျင်းတော်ကနေထွက်ခွာသွားပြီးဖြစ်ပါတယ်အမေရိကန်သမ္မတထရန့်ကတော့အစ်ဇွေးမှာရောက်ရှိနေပြီးစစ်ပွဲပြီးဆုံးပြီလို့ကြေညာထားပါတယ် အဲ့ဒီနောက်အစ္စရေးပါလီမန်မှာမိန်ကွန်းပြောခဲ့ပြီးဂါဇာငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက်အီဂျစ်သွားမယ်လို့ဆိုပါတယ်ဒီဆွေးနွေးပွဲတမို့အီဂျစ်သမ္မတကအစ္စရေးဝန်ကြီးနေတာညာဟုကိုဖိတ်ကြားခဲ့ပေမဲ့ဂျူးအားလျက်နဲ့နီးကပ်နေလို့တက်ရောက်မှာမဟုတ်ဘူးလို့အစ္စရေးသမ္မတရုံကထုတ်ပြန်ပါတယ်ငြိမ်းချမ်းရေးအတွက်ကြိုးပမ်းအားထုတ်မှုတွေအတွက်အမေရိကန်သမ္မတထရန့်ကိုကျေးဇူးတင်ပါတယ်လို့အစ္စရေးထုတ်ပြန်ကြမှာပါပါတယ်ဂါဇာပြည်ရဲ့အောင်မြင်ခဲ့ပေမဲ့ရေရှည်ငြိမ်းချမ်းရေးသဘောတူညီချက်မရသေးလို့ ကမ္ဘာခေါင်းဆောင်20ကျော်ဟာအီဂျစ်မှာဆွေးနွေးကြမှာဖြစ်ပါတယ်။ဂါဇာအပြစ်ခတ်ရစဲပြီးနောက်နေတန်ညာဟုကထရန့်ကိုငင်းချင်ရေးဂျိုးငှက်ရုပ်ထုလက်ဆောင်ပေးတယ်လို့ဆိုပါတယ်။အစ်စွေးဂျိုးမြေကြီးမနေတန်ညာဟုကတနင်္လာနေ့ကအစ်စွေးကိုရောက်လာတဲ့အမေရိကန်သမ္မတထရန့်အားရွှေနဲ့လောက်ထားတဲ့ငင်းချင်ရေးဂျိုးငှက်ရုပ်ထုငယ်လက်ဆောင်ပေးပါတယ်။ ခန့်ဟာဟာမတ်တို့ကကြံနေသေးတဲ့အသက်ရှင်လျက်ရှိတဲ့အစ်ဇွေးတစားကံအားလုံးပြန်လည်လွှဲပြောင်းပေးတဲ့နေ့မှာအစ်ဇွေးကိုလာရောက်ခဲ့တာဖြစ်ပြီးဒါဟာဂါဇာပြစ်ခတ်ရေးစရိတ်ကိုအမှတ်သားပြုလိုက်တာဖြစ်ပါတယ်အစ်ဇွေးဟာမတ်ပြစ်ခတ်ရေးစရိတ်သဘောတူညီချက်ဂျောင်းဝင်စစ်ဆေးပြီးတဲ့ထရန်ဟာအစ်ဇွေးလွတ်တော်မတ်တွေကိုမိန်ကွန်းပြောမှဖြစ်ပြီးဂါဇာညီချင်းရေးထိပ်သီးစီဝေးလက်မှတ်ထိုးဖို့အီဂျစ်ကိုဆက်လက်ထောက်ခွာပါတယ်စပွဲပြီးသွားပါပြီဒါဟာကြီးမြတ်တဲ့နေ့ပါဒါဟာအစအစ်တစ်ခုပါလို့ထရန့်ကအပြည့်ရဲဆဲတဲ့ ်ရေးကိုကြိုဆိုတဲ့အနေနဲ့အစ္စရေးကိုဆင်လာခြင်းမပြောပါနဲ့ဟာမတ်စ်ဟာလက်နက်ဖြုတ်သိမ်းရေးအစီအစဉ်လိုက်နာလိုက်မယ်လို့လည်းဆိုပါတယ်အဲဒီဆိုပါမှာဟာမတ်စ်တို့ကအမေရိကန်ဂျာဝင်စစ်ဆက်ပေးတဲ့ဂါဇာပြစ်ခတ်ရေးဆေးရေးအရာတစားကန်ကျင်းသားလဲလဲရေးသဘောတူညီချက်တစ်စိတ်တစ်ပိုင်းဖြင့်အစ္စရေးတစားကန်20လုံးပြန်လွှတ်ပေးခဲ့ပါတယ်တစားကန်တွေကိုအဆင့်20နဲ့လွှတ်ပေးပါတယ်ပထမအဆင့်9ဦးနောက်တစ်ဆင့်ကျန်73ဦးကိုလွှဲပြောင်းပေးပါတယ်။အစ်ဇွေးကလည်းဒီလေလေမှုအတွက်ပါလက်စတိုင်းကျင်းသား1900ကျော်ပြန်လွှတ်ပေးမှာဖြစ်ပါတယ်။ ထရန့်ဟာအခုကအီဂျစ်သမ္မတ RCC နဲ့တူဂါဇာညီကြိုက်ထိပ်သီးစီဝေးပူးတဲ့တဘာ PDP ရဲ့ဆောင်ရွက်ဖို့ရှမ်အယ်ရှိတ်ကိုဦးတည်သွားပါလိမ့်ကူလာထရီတွင်မြို့ကူဒါရက်စ်ဗီတေမူဂျိုကီယာစတာမာအီတလီဝင်ကြီးရောဂျော်ဂျီယာမဲလိုနီစပိန်ဝင်ကြီးပက်ဒရိုဆန်ချက်စ်ပင်းသမ္မတမက်ခရွန်ပါဝင်နိုင်ငံပေါင်း20ကျော်မှာခေါင်းဆောင်တွေဟာအဲ့ဒီစီဝေးတက်ရောက်มาဖြစ်ပါတယ်။အာရှတိုက်ကဆိုဂျပန်နိုင်ငံပါပါတယ်။အဲ့ဒီထိပ်သီးစီဝေးဟာအရှေ့လက်ပိုင်းဒေသငင်းကြီးနဲ့တင်းငင်းကြီးကျိုးပတ်မှုကိုမြှင့်တင်ဖို့ဒေသဆိုင်ရာနိုင်ငံတွေအားလုံးက ပူပေါင်းပြုလုပ်တာပဲဖြစ်ပါလေ။နောက်ထပ်သတင်းပေါ်ပြောချင်ပါတယ်။တောင်တရုတ်ပင်လယ်မှာဖိလစ်ပိုင်နဲ့တရုတ်သင်္ဘောတွေထိတိုက်တွေ့မှုတွေရှိခဲ့တယ်လို့သိရပါတယ်။တောင်တရုတ်ပင်လယ်ရဲ့ပိုင်ဆိုင်မှုညင်းပွားနေတဲ့ကျုံးစုံနီတရုတ်နဲ့ဖိလစ်ပိုင်သင်္ဘောတွေထိတိုက်တွေ့ပြီးပြန်လည်ဝေဖန်ပြစ်တင်ပါတယ်။အော်ရိုပါစနီယမနက်စောပိုင်းကတရုတ်ပင်လယ်ရဲ့ရောင်းတဖွဲ့ဟာတီတူကျွန်းနီဖိလစ်ပိုင်သင်္ဘောတစ်စင်းကိုမိသက်ပိုင်းနဲ့ထိုးပြီးဝင်တိုက်ခဲ့ပါတယ်။ ဖိလစ်ပိုင်သင်္ဘောသုံးစင်းဟာဒေသခံ၅ဖန်တမားတွေကိုကာကွယ်ဖို့ဆိုရအစီအစဉ်နဲ့တီတူကျွန်းဒီမှာကြောက်ချရနာကြိမ်တရုတ်သင်္ဘောတွေကချင်းကပ်လာပြီးမိသက်ပိုက်နဲ့ထိုးခဲ့တာဖြစ်ပါတယ်အဒီနောက်တရုတ်သင်္ဘောတစ်စင်းကဖိလစ်ပိုင်သင်္ဘောတစ်စင်းကိုဝန်တိုက်ခဲ့တဲ့အတွက်ဖိလစ်ပိုင်သင်္ဘောရဲ့ပဲ့ပိုင်းမှာထိခိုက်သွားခဲ့ပေမဲ့သင်္ဘောသားတွေထင်ရမရခဲ့ကြောင်းဖိလစ်ပိုင်ကမ်းခြေဆောင်တပ်ကပြောပါတယ်တရုတ်ကမ်းခြေဆောင်တပ်ကတော့ဖိလစ်ပိုင်ဆိုရသင်္ဘောတွေဟာတီတူကျွန်းမြောက်ဘက်ဆန်နီကေးကြောက်တန်းလေးရေးပြင်းနေမှာတရားမဝင်ဝင်ရောက်ခဲ့ကြောင်းပြောပါတယ် ဖိလပိုင်သင်္ဘောတစ်စင်းဟာတရုတ်ကနေသောတစ်ဖွဲ့သင်္ဘောနီအနေရကြီးစွာနဲ့ချင်းကပ်လာတာဖြစ်ပြီးသင်္ဘောချင်းတိုက်မိမှုအတွက်ဖိလပိုင်မှာပြေဝတောင်ရှိကြောင်းတရုတ်ကပြောပါတယ်မကြသေးမီလားတွေတွင်တောင်တရုတ်ပြည်နယ်မှာဖိလပိုင်ရဲ့တရုတ်သင်္ဘောတွေကြာမကြာခဏကထိတိုက်တွေ့မှုတွေဖြစ်ခဲ့ပါတယ်ပြီးခဲ့တဲ့လကလည်းတရုတ်ကံကြေဆောင်တပ်ဖွဲ့သင်္ဘောတစ်စင်းဟာတရုတ်ရဲ့ထိန်းချုပ်မှုအောက်မှာရှိတဲ့ Scarborough တောင်ကုန်းနီးမှာဖိလပိုင်ဆူရပိုင်သင်္ဘောကိုမိသားပိုင်နဲ့ပတ်ဖြန်းခဲ့လို့လူတူဦးတည်ရန်ရပါတယ် ။အောက်ကုတ်လတွင်ကလည်းတရုတ်ရေတပ်သင်္ဘောတစ်စင်းဟာကာဘိုရော့တောင်ကုန်းဤဖလမိုင်ကင်းလက်သင်္ဘောကိုနောက်ရောက်ခံမှုတွေဖြစ်ခဲ့ပြီးအဲဒီမှာခြားတရုတ်သင်္ဘောတစ်စင်းနဲ့တိုက်ပွဲမှုဖြစ်ခဲ့တယ်လို့သိရပါတယ်။နောက်သတင်းပုတ်ပြောချင်ပါတယ်။ American သမားဟောင်းဂျိုးပါနဲ့ဟာကင်ဆာရောဂါခံစားနေရပြီးဒဲအောင်ကြီးကုသမှုခံယူရလျက်ရှိတယ်လို့သိရပါတယ်။ ၎င်းရဲ့ပြောရေးဆိုခွင့်ရှိသူကအော်တိုဘာ၁၀ရက်နေ့မှာပြောဆိုခဲ့တာပါသမရဟောင်းပိုင်နေဟာစီးကျိတ်ကင်ဆာအတွက်ဓာတ်ရောင်ကြီးကုသမှုဟော်မုန်းကုသမှုလောလောဆယ်ခံယူနေရပါတယ်ဂျိုးပိုင်နေဟာလာမယ့်နှုန်းမှာ၂၀မှာအသက်၈၃နှစ်ပြည့်ပြီဖြစ်ပါတယ်သူကစတင်မှာမှလည်းအရေးပြားနေမှာကင်ဆာဆဲတွေဖယ်ရှားဖို့ခွဲစိတ်မှုခံယူခဲ့ပါတယ်ဂျိုးပိုင်နေစီးကျိတ်ကင်ဆာအဆင့်၉ဖြစ်နေပြီးယောဂတွေကအယိုးထီတောင်ပြတ်နေကြောင်းသမရဟောင်းရဲ့ယုံကထုတ်ပြန်ပါတယ်အဆင့်၉ဆိုတာကင်ဆာဆဲပြတ်နှက်မှုမြန်တဲ့အခြေအနေလို့ဆိုပါတယ် ဗန်နီယာအမေရိကန်သမ္မတတတံမှာအသက်ကြီးဆုံးသမ္မတဖြစ်ခဲ့ပြီးအင်ဖြူတော်မှာထွက်ခွာပြီးနောက်လူမြင်ကွင်းကိုသိမ့်မထွက်လာတော့ပါဘူးဂျိုးဘိုင်နင်တို့မိသားစုဟာကင်ဆာနဲ့ဆုံးပါသွားသူတွေရှိပါတယ်ဂျိုးဘိုင်နင်ရဲ့တားဖြစ်သူဟာလည်းအသက်46နှစ်အရွယ်2015မှာအုံနှောက်ကင်ဆာနဲ့ကွယ်လွန်ခဲ့တယ်လို့သိရပါတယ်နောက်သတင်းတစ်ပုဒ်ပြောချင်ပါတယ်မက္ကဆီကိုနိုင်ငံမှာပြင်းထန်မှုရသွန်းလို့လူပေါင်း40ကျော်ထက်မနည်းသေဆုံးခဲ့ပါတယ်။အခုသတင်းပတ်တွင်မိုးသီးထန်စွာရွာမှုကြောင့် ရေကြီးရေရှင်ခဲ့ပြီးလူ42ဦးထက်မနည်းသေခဲ့တယ်လို့ဒေသခံအာဏာပိုင်တွေကပြောပါတယ်။ပြည်နယ်32ခုမှာပြည်နယ်32ခုမှာမုံတိထန်စွာရွာသွန်းမှုကြောင့်မြေရှင်ပြီးကြေးရွာတွေအလုံးရေကြီးရေရှင်ကမြေပြုတ်မှုတွေဖြစ်ပါတယ်။လန်ဒရာဆောင်းတွေပျက်စီးပါတယ်။ဟီဒယ်ကိုလည်းပိုင်းပြည်နယ်ဟာရာသီဥတုဒဏ်ဆိုးဆုံးခံရတဲ့ဒေသတွေမှာပါဝင်ဖြစ်ပြီးလူ22ဦးထက်မနည်းသေဆုံးကနေတထောင်ခန့်ပျက်စီးပါတယ်။ အိန္ဒိယပြည်နယ်တစ်ခုမှာလည်းလူ9ဦးထက်မနည်းသေဆုံးပြီးပျောက်ဆုံးသူများရှိတဲ့အတွက်သေဆုံးသူရေအတွက်မြင့်တက်လာခြင်းရှိတယ်လို့အာနာပိုင်တွေကပြောပါတယ်။ပူပလာပြည်နယ်တစ်ခုထဲမှာပင်သဘောဘေးဒဏ်ကြောင့်သေဆုံးသူသဘောဘေးဒဏ်တင်သူ8000ဝန်းကျင်ရှိပါတယ်။နိုင်ငံအရှိပိုင်းဘယ်ရာခရုစ်မှာလည်းရေကြီးမှုကြောင့်သေသူ9ဦးရှိပြီးကွာရီတာရိုပြည်နယ်မှာ2ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။နောက်သတင်းပုတ်ပြောခြင်းပါတယ်။အမေရိကန်မှာ ဖောက်ခွဲပစ္စည်းစင်ဦးကြီးပောက်ကွဲလို့လူ19ယောက်ပျောက်ဆုံးခဲ့မှုဖြစ်ခဲ့ပါတယ်။အမေရိကန်နိုင်ငံတင်နက်စီပြည်နယ်မှာစစ်ပဆိုင်ရာဖောက်ခွဲပစ္စည်းတွေထုတ်လို့ရစေအောင်မှာတောက်ကြံကပောက်ကွဲမှုဖြစ်ပြီးနောက်လူ19ဦးပျောက်ဆုံးနေတယ်လို့သိရပါတယ်။စေယုံပောက်ကွဲမှုဖြစ်ပြီးနောက်လူ9ဦးကိုအနီးအနားရှိစေယုံကိုပို့ထားခဲ့ရတယ်လို့ Halfan Creekran ရခရန်ရဲတပ်ဖွဲ့တာဝန်ရှိသူ Chris Davis ကပြောပါတယ်။စေယုံကတော့လုံးဆုံးပြည့်စည်သွားပါတယ်။ဘက်စနောမှာရှိတဲ့စေယုံဟာဖောက်ခွဲပစ္စည်းတွေထုတ်လုပ်ကင်တွေတူလုံးတဲ့နေရာဖြစ်ပြီးပောက်ကွဲရတဲ့အကြောင်းရင်းမသိရပါဘူး။ ဖြစ်စဉ်ကြောင့်လူဘလောက်သေဆုံးလဲဆိုတာမပြောနိုင်သေးဘူးလို့တရင်စာရှင်ပေါ်မှာဆိုပါတယ်။ပေါက်ကွဲမှုဖြစ်ပွားခြင်းဟာလက်ပတ်နေပြီးဒုတိယကြိမ်ပေါက်ကွဲမှုကပုံမပြင်းထန်ခဲ့ပါတယ်။လူစကောဦးပြောင်းဆုံးနေပြီးပေါက်ကွဲမှုကြောင့်စတူရမ်မိုင်ဝင်အတွင်းအပြက်စီးတွေလွင့်စင်သွားပါတယ်။ပေါက်ကွဲမှုဟာမတော်တဆလားရွေချက်ရှိရှိလုံးဆောင်ခဲ့တာလားဆိုတာတော့မသိရသေးပါဘူး။ဖြစ်စဉ်နဲ့ပတ်သက်ပြီးအသေးစိတ်စုံစမ်းစစ်ဆေးမှုတွေလုပ်နေပါတယ်။ပေါက်ကွဲမှုကိုတုံ့ပြန်မှာပြည်နယ်နဲ့ဒေသဆိုင်အာဏာပိုင်တွေဟာအစိုးရအင်ဂျင်စီတွေနဲ့ပူးပေါင်းဆောင်ရွက်နေတယ်လို့ပြည်နယ်အုပ်ချုပ်ရေးမှူးကပြောပါတယ်။ မြေကထုံသွင်းပုံမှန်တိဆောက်ထားတဲ့အစ်စင်ဟာ C4TND နဲ့ချားစင်မြင်စစ်ပဆိုင်ဖောက်ခွဲပစ္စည်းတွေထုတ်လုပ်နေတာဖြစ်ပြီးကမ္ဘာနီမှာလူ80ကျော်လုံခံထားတယ်လို့သိရပါတယ်။နောက်ဆုံးသတင်းပုတ်ပြောချင်ပါတယ်။ထိုင်းဝမ်နိုင်ငံတိုင်ပေမြို့ကဘန်ဝင်တန်းမြို့သမီးတူဟာသူ့နဲ့အားလက်ရယူပုံယူနေဟာတီထွင်ဖန်တီးမှုစွန့်စားရမှုနဲ့လောဘပေါင်းစပ်မှုလို့တော့ပြောရမလို့ပါပဲ။ ဘာလို့လဲဆိုတော့အဲ့ဒီမြူသားဟာအလုပ်လဲနာပြီးလာစားပါတခါတည်းရယူခဲ့တာကြောင့်ပါသူ့ရွယ်ချက်ကယူရှင်ပါတယ်ဒါပေမဲ့လုံဆောင်ပုံကရှုပ်ထွေးပါတယ်ထိုင်ဝမ်ရဲ့လုံသမားဥပဒေမှာဝန်ထမ်းတူအိမ်တော်ပြုရင်ရှေ့ရလာစားပါအားလောက်ခွင့်ရရှိပါတယ်ဒါအုပ်တိရဲ့ဒီဘန်ဇေးဟာပုံမှန်ဝန်ထမ်းတွေလိုလာစားလည်းမဖြစ်ပဲရှေ့ရခွင့်ရလည်းမကျင့်တတ်ပါဘူးသူဟာ32ရက်တလားကျော်ထိခွင့်ယူဖို့ကြံစီပါတယ်ဘလို့ကြံစီလဲဆိုတော့ သူနဲ့သူစနီတို့ဟာ AB6 နဲ့ပထမဆုံးလက်ထပ်ပြီး၈ရက်ခွင့်ယူပါတယ်ခွင့်ရပြည်တယ်နဲ့သူတို့လင်မယားကွာရှင်ပြီးနောက်တစ်ရက်မှာချက်ချင်းပြန်လက်ထပ်ပါတယ်သူတို့ရန်ဖြစ်လို့ကွာရှင်တာမျိုးလုံးဝမဟုတ်ပါဘူးအားလျက်နဲ့လာစားပါတခါတည်းရဖို့တမင်လုပ်ခဲ့တာပါဟုတ်ပါတယ်ဒါကအားလျက်ရခွင့်အတွက်အင်တော်ကြီးစီမံကိန်းပါသူစိတ်ကူကယူရှိမိမဲ့အကောင့်ထဲဖော်ဖို့ကတော့တေချာဖို့ခေါင်းစားပါတယ်တလားကြော်ကြော်ကြတဲ့အားလျက်ရခွင့်နဲ့လာစားပါတပါးတည်းရရှိဖို့တယောက်တည်းကို၄ချိန်လက်ထပ် သုံးချိန်ပွားရှင်ဖို့ဆိုတာဆောင်ရွက်စာနဲ့ကိစ္စမှတ်ပုံတွေယုံသွားတဲ့ကိစ္စအတော်ယုံလုံးပန်းမကိစ္စပါဒီမျိုးသားဟာ38ရက်အတွင်းမှာဒီအိမ်တော်မြုပ်ကွာရှင်ခြင်းလုပ်ငန်းစဉ်၄ချိန်တနင်္ဆိပ်ရှိလက်ရှိလုပ်ခဲ့ပါတယ်သူ့လုံဆောင်ချက်ကြောင့်ဘဏ်ကမျိုးလုံးပြုခဲ့ပြီးဒီလူငါတို့ကိုစနေတာလားဆိုတဲ့သဘောမျိုးနဲ့ဒုတိယကြိမ်မျိုးခွင်တောင်းမှုကိုညှင်းဆိုပါတယ်ဘဏ်ဘက်ကကြည့်ရင်လည်းမှန်ပါတယ်အိမ်တော်ပြုတ်ကွေးတာပျော်ရွှင်စရာအချိန်အတွက်ပေးထားတာဖြစ်ပြီးရက်90အတွင်း၄ချိန်လက်ထပ်ပြီး၃ချိန်ကွာရှင်နေဆိုတာမင်္ဂလာပွဲကစားနည်းလို့ဖြစ်နေပါလေ ဒါပေမဲ့ဘန်ညင်းဆုံမှုဘန်စီကအငြိမ်းမနေပဲတိုင်ပင်မြို့လို့သမားယုံတိုင်ပါလေဘန်ဘကဥပဒေချိုးဖောက်တယ်လို့သူကဆွဆွဲပါတယ်လို့သမားယုံကစစ်ဆေးပြီးတဲ့အခါဒီဝန်ထမ်းလောက်ရကကျင်းဝသိခါရမသိမ့်လျော်ပါဘူးတော်တော်လေးအလုံးကျုံလုပ်တယ်လို့ကောက်ချက်ချပေမဲ့ဥပဒေမှာတူဦးဒီသောအိမ်တော်ဘက်ကိုဘယ်နှကျင်းလက်ထပ်ခွင့်ရှိတယ်ဆိုတဲ့ကန့်သချက်တစ်ခုမှမပါဝင်လို့ဒီပညာအရာပြောရရင်ဒီဝန်ထမ်းဟာဥပဒေကိုလုံးဝချိုးဖောက်ခြင်းမရှိဘူးလို့ဆုံးဖြတ်လိုက်ပါတယ်ဒါကြောင့်မို့ဝန်ထမ်းကိုအင်တာဗျူးပြီးအလရရနဲ့လာစားအပြည့်အဝမပြီးပဲငြင်းဆန်ခဲ့တဲ့ဘန်ဟာလို့သမားဥပဒေချိုးဖောက်တယ်ဆိုပြီး အမေရိကန်ဒေါ်လာ900ကျော်ထိန်းအပ်ခံရပါတယ်။အင်တော်ပြုတ်ကွင်းတဲ့ဘန်ဝင်နေရရဲ့မဟာဗျူဟာအောင်မြင်သွားခဲ့ပြီးဥပဒေကိုလေးလာသူတွေကြားမှာလည်းဒီဥပဒေကဘာလဲလို့ကုန်ကုန်ဆရာဖြစ်ခဲ့ပါတယ်။ဒီထူးခြားတဲ့ဖြစ်ကြောင့်ဥပဒေပြေးသမားတွေကချက်ချင်းပဲအလင်းစလိုဥပဒေကိုပြင်ဆင်ခဲ့ရပါတယ်။ဘာလို့လဲတခြားဝန်ထမ်းတွေကပါဒီလိုလုပ်လို့ရတယ်ဆိုရင်ငါတို့လည်းလုပ်မယ်ဆိုပြီးလိုက်လုပ်မှဆိုလို့ပါ။အဆုံးသမားဒီမျိုးသားဟာသူ့လူချင်းနဲ့အားလည်ရက်နဲ့လာစာတရားဝင်ရရှိခဲ့ပြီးသူ့ရဲ့မှုကိစ္စကဥပဒေမှာရှိတဲ့လက်ဟာချက်ကို ဘသူတွေကဘလို့အခွင့်ကောင်းယူနိုင်တယ်ဆိုတဲ့စိတ်ဝင်စားစရာတာတကားအဖြစ်ဘဝမှာတန်ရခဲ့ပါတော့လေ။